အားလုံးပဲမင်္ဂလာပါခင်ဗျာခုတခါဖတ်ပြမယ့်စာအုပ်ကလေးကတော့စာရေးဆရာကိုချင်းမီရေးသားထားတဲ့ဝေဩဃမှာတည်တံပြိုင်းလို့ဆိုတဲ့မုတုလေးပဲဖြစ်ပါတယ်။အောင်လေးစာမဖတ်ခင်မှာကိုချင်းမီတုတယောက်ကောင်းရာတုဂတိလာပါစေလို့ဆုတောင်းလိုက်ရပါတယ်ခင်ဗျာစိတ်ကျွင်းအရှိတိုင်းစကြဝဠာကဘာမီပေါ်မှာတွေ့တဲ့ရုပ်ကျွင်းတွေကိုအသေးပဲဖော်ဖို့အားထုတ်ရင်ကဘာမီသွားတွေကိုအစဆွဲထုတ်နေကြတယ်။ ကျွန်တော်နှလုံးသားထဲမှာထာဝရသူ့မဟုတ်တခဏနေထိုင်သူတွေကရောကျွန်တော်ရဲ့စိတ်ကြွင်းကိုရှာဖွေရင်အလေးပဲဖော်နိုင်ကြပါရဲ့လားမေးပြရစီတိတ်ခတ်ပါသည်တကယ်ကိုတိတ်ကိုခတ်ပါသည်ကြောကြောဝိုင်းနုတိယူတူလာပါဝင်ရှင်သူတေသူများစွာတို့သည်ဝိတုဇက်ကောင်များအဖြစ်ဆိုင်းစီယာကြီးဖန်သီးခြင်းကိုခံထားရသည် သူဤနှလုံးအိမ်တွင်ထာဝရနေထိုင်ခွင့်ပြုထားသည် သူဟာဘာကြောင့်ဒီလိုနေထိုင်ခွင့်ပြုထားသည်သူဟာဘာကြောင့်ဒီလိုဇက်ကောင်တွေကိုရှာဖွေဖန်တီးခဲ့ပါသလဲ ဘာအတွက်ဝီဒူဇလန်တွေဖွဲ့စည်းခဲ့ပါသလဲသူပါလဲဒီမိကုန်တွေကကြော်ကြော်ဝိုင်းအတွက်သိကျင်စရာတွေရှိနေသည် သူဤနှလုံးသားအတွက်ခရီးလဲလိုက်တိုင်းမိုင်းတွေစာပွားလို့စကြဝဠာတစ်ခုဖြစ်လာသည်ဘလိုပဲဖြစ်ဖြစ်ကြော်ကြော်ဝိုင်းနုတေယူတီတာတို့လို post modern ခေတ်လူငယ်တွေကတော့သူတို့ဘဝတွေကိုဖန်တီးခဲ့သောစာရေးစရာကိုရှာဖွေနေကြပြီသူတို့ကိုရှာဖွေတွေ့ရှိခဲ့သောစာရေးစရာကိုပြန်ရှာဖွေကြပြီသူတို့ရှာဖွေရင်သူတို့ဘဝဟောင်းတွေကိုပြန်တွေ့ကြမှာလေကြသည် သူတို့လူငယ်၃ဦးစာရေးကြာဤနှလုံးသားအရှိတန်းဆက်ကြဝလာရှိတို့ခရီးစတင်ခဲ့ကြပြီပထမဦးဆုံးနေရောင်ကြီးအောက်မှာနင်းမြုပ်နေတဲ့စိတ်ကျွင်းတစ်ခုကိုသူတို့ရှာဖွေတွေ့ရှိခဲ့ကြသည်ထိုစိတ်ကျွင်းကတမိုင်းတစ်ပုဒ်ကိုအလျားလိုက်ရောတောင်းလိုက်ပါချခင်လာသည်ကြောကြောဝိုင်းနုတင်နဲ့ယူတီတာတို့ငြိမ်သက်စွာအာယုံစိုက်နေကြသည်ကျောင်းဆရာမကြီးဒေါ်နန်းရွန်ကိုရန်ဘီတဲ့တို့ဝင်လာသည် မင်းသားကတင်းလို့ ောက်ကွေးတော့မတက်ပဲတဒန်းလုံးတိတ်ဆဲအကြတဲ့ကြားရလောက်အောင်အတမ်းမှန်ဆီယာမကလည်းဆီယာမကြီးနောက်ငင်ငင်လေးပါလာတယ်ပြီးတော့အော်တန်ကြောကြောဝိုင်းမတက်ရဲ့အဲ့လိုမဟုတ်ဘူးခုံမော်လက်မတက်ရဲ့ဟဲ့ကောင်ဘာလို့ဇပွဲကိုမော်တီတက်တာလဲနေထိုင်တဲ့ခုံမော်ကိုရက်ခိုင်းတာဟဲ့အတိုင်းမသိအောင်စူညံနေတော့မကြခင်ငါဝေယုံတုံးကဖြစ်မှုတွေအခုတော့ဘယ်သူမှဘာမှမဟုတ်တယ်လို့ပဲအစည်းကတရားခံကူတော့ခုံမော်တင်စစ်စစ်နေပါပြီကျမဒီကောင်းမျက်နှာက အမဲလိုလိုပြောင်ချိုချိုနေပါလား ဆရာမကြီးကခက်တင်းတင်းဆိုလာတယ်။ဟဲ့ကောင်မိမနဘိုးတဆန်ဖြစ်လိုက်ရင်နေမယ်ထိတ်ဆုံးကကြိုကြိုဝိုင်းမျက်နှာကိုအလက်နိုင်လုံးတည်ကြည့်သည်ရမရမသိပါ။ဆရာမကြီးကမင်းခွန်းစွာကြွေသည်အဘော်တဲ့ယောက်ျားလေးအိမ်သားလေးမှာမိဘသွားလို့တလေ။မင်းနဲ့အတူရှိနေတဲ့ငါးယောက်ကဘယ်သူတွေလဲ။မင်းမလေးနဲ့မမှန်ပြောစက်လိုက်ခိုးတော့ကြတယ်မဟုတ်လား။စိတ်ကြောက်ရောပါသေးလား။မတော့ပါဘူးဆရာမကြီးခင်ဗျာကျွန်တော်တကယ်ချိန်ပြောင်းဝင်ပါတယ်ကျွန်တော်တော့မတော့ပါဘူး။ဒါဆိုကျန်တဲ့လူတွေတော့တလား။ ဲ့ဒါလည်းမသိပါဘူးကျွန်တော်ကဟိုဘိုင်းတာလိုအင်တာသွားတတ်ရင်စကားဝိုင်းဖွင့်မိတာကတစ်ချိန်ကုန်သွားတာပါတမ်းမှန်ဆရာမဒေါ်မြင့်မြင့်တင်းရဲ့အတန်းထွက်လာတယ်ဟင်ကြည်စမ်းနင်ကအတန်းလိတယ်ပေါ့ဟုတ်လားခွေကောင်ပြီးတော့တူရှူတဲ့လေတံပြူးရင်ဆရာမကြီးကိုအယူခံဝင်နေဆရာမကြီးရဲ့ဒီကောင်ကိုကျွန်မရိုက်ပြီးစုံမပါမယ်ကျွန်မတေချာစုံမပါမယ်ဆရာမကြီးလေတံကတိတ်မမာတော့ဘူးဒီလိုဆရာမရဲ့ ကျွန်မတို့ကသတင်းရလို့ဒီကောင်းလေးကိုပိတ်ဖန်းတာကျွန်မကဒီဘက်လေကားတိုင်းတက်လာတယ်ဆ ्याम တ်ဒေါ်စိန်ဒီကိုဟိုဘက်လေကားကတခိုင်းပြီးချောက်ထုတ်ခိုင်းလိုက်တယ်ပထမချင်းပြီးတော့ဒီကောင်းကြောကြဝိုင်းကျွန်မကစီးပြီးရိုက်တော့ပထမချက်မှတင်းကျွန်မချိန်တုံးကိုဒီကောင်းဖမ်းဆုပ်မိနေတယ်တန်နေကောင်းတွေနောက်ကတန်းစီပြေးစင်းလာတော့ဒီကောင်းကချိန်လုံးကြီးဆက်ဆုပ်ကင်ထားပြီးဟိအောင်လေလွတ်အောင်ပြေးပြီးတော့လို့អော်လိုက်သေးတယ်အဲ့ဒီငါးကောင်းကကျွန်မရှိကနေခေါင်းလေးပြုံးပြီးလက်ခနဲလက်ခနဲပြေးသွားတာကျွန်မတိတ်အသေးရတယ် အားလုံးလည်းလွတ်သွားရောဒီကောင်ကလက်ပိုက်ပြီးကျွန်တော်ကိုဆက်ရိုက်ပါတဲ့ကျွန်မငါးချက်လောက်ထည့်လိုက်တယ်ဘလောက်ဒေါသဖြစ်စရာကောင်းတယ်လဲပြီးမှဆီယမကိုလာခေါ်ပြီးဒီအတန်းကိုပြန်လာတာပါဒါမှန်ဆီယမသဘောပေါက်သွားဟန်တဲ့တစ်ချက်လမ်းကြည့်သည်ဆီယမကြီးကရှမ်းတံဝဲဝဲနဲ့မင်းခွန်းဆက်ချွေသည်မင်းကြီးကတော့ကြောကြောဝိုင်းမင်းပညာကြီးကတဖြည်းဖြည်းနေလာပြီးရှစ်တန်းလုံးကအီကန်းမှာအခုကိုယ်တိုင်ရောက်တော့ဘီကန်းကိုမင်းတယောက်ပဲရောက်လာတယ်ငါစလိမ့်နိုင်ရမရတက်စစ်စီခဲ့သေးတယ် ရလူကတော့တေးပြီးမှပဲကျန်တဲ့ငါးယောက်ကတော့မင်းမပြောလဲငါသိတယ်ဒါပေမဲ့မရိုက်တော့ဘူးမင်းတို့ဆီမှာပဲဆက်ဆုံးမှလိမ့်မယ်ကဲဆီမှာဆက်ဆုံးမှပါဟုတ်ကဲ့ပါဆီမှာကြီးဆီမှာကြီးတရွေ့ရွေ့နဲ့အခန်းဝကိုထွက်သွားကျေးဇူးတင်ပါတယ်ဆီမှာကြီးဆိုတဲ့အကြောင်းသားတွေနှုတ်ဆက်တန်ကြရတယ်ကြွကြော်ဝိုင်းရဲ့အတန်ကလည်းကြွကြော်ကြဲကြဲလေးရောတော့ပါဝင်နေတယ်တခုပြတ်သွားတော့နောက်တစ်ပွဲဆက်တယ်ဒီပွဲကတော့ကြွကြော်ဝိုင်းအတွက်အေးစီပွဲပါ လွန်မြင့်မြင့်သိန်းဟာចောင်းသားချစ်တဲ့ဆ iam မတူအထူးသဖြင့်ကြိုကြိုဝိုင်းကိုသိချစ်တယ်ဆ iam မကကြိုကြိုဝိုင်းရဲ့ဇပင်တွေကိုဆုပ်ဆွဲပြီးခက်ဆောင်ဆောင်လောက်ခါဖြစ်တယ်ဖြစ်လိုက်ရင်နင်းကြီးပဲငါချက်တယ်ဟဲ့တိလာဟဲ့ကောင်ကြိုကြိုဝိုင်းမျက်နှာကရေကြဲကြဲနဲ့ဆ iam မကိုတောင်းပန်နေတယ်ကျွန်တော်တောင်းပန်ပါတယ်ဆ iam မကျွန်တော်ကိုထရိုက်ပါဆ iam မကိုကျွန်တော်ဂတိဂတိပေးတာထားတာပဲကျန်ရမောင်တို့ရဲ့အရက်ဆက်လိုက်ပါဝင်မွေးရဈေးဝမလောက်ပါဘူးကျွန်တော်တို့အိမ်သာသွားရင်ရုပ်ရှင်ကားတကအဲဗီဒီယိုကားတကအကြောင်းဆက်ဆက်မိရကား နင်ကတကားလုံးကုန်အောင်ထိုင်ပြောတယ်ဗောဝါတကားလုံးဆုံညာသွားသည်ဆရာမကြီးရှိတုန်းကတိတ်ဆိတ်မှုတွေဝေါကနေဆေးကြောခံလိုက်ရတယ်ဘေးကမြင်သိန်းတွေးခေါ်ဘူကေကဝင်ကြတယ်ဘာကားလဲလို့မေးကြည့်ပါလားဆရာမဆရာမကကြိုကြိုဝိုင်းစပင်ကိုမလှုပ်သေးပဲတစ်ချက်ဆောင်ပြီးမေးပြန်တယ်ပျော်တမ်းပုတ်ကရကမဟုတ်လားဟုတ်ဘူးဆရာမတရုတ်ကနဝင်ကပါဆရာမကကြိုကြိုဝိုင်းကြွားကိုလက်မခံဘူးကြီးကျယ်လို့နင်ကများကနဝင်နေပါရင်လည်းပျော်တမ်း ဘာကနဝင်ကလည်းကားနဲ့ပဲပြောရှောင်းလင်းမင်းသားလေးပါဟာဟာဟာတိုင်းသားယူများဖူးကြော်အာလူးငရွှီတောင်ကြောင်အဟိတန်တွေစူညံသွားတယ်ဂျမမျက်နှာပြုံးလာပြီးကြွကြဝိုင်းစပင်တွေကိုလွှတ်လိုက်တယ်ပြီးမှကျောင်းသားတွေကိုငင်ခိုင်းလိုက်ပြီးကိုရန်ဆိုတာအရေးကြီးတဲ့အကြောင်းဆယ်တန်းရောက်ဖို့တရမ်းမဲ့လူတွေအပြင်ကိုစီယာဆာမတွေဖြစ်လို့ပညာရေးမှာအထောက်အကူများဆုံးပေးနိုင်အောင်ကြွကြဝိုင်းကိုလည်းစန်းနာအောင်ထက်နေကိုအုံမဖြစ်ကြောင်းဒီကောင်ဟာတခြားလုံးစာတော်ခဲ့ပြီးချစ်တဲ့နှစ်မှာဖောက်ပြန်သွားကြောင်း ောင်းနေခဏခဏပြေးစောင့်မမမလုပ်ခဲ့တာကြောင့်ရှစ်တန်းအေကန်းကနေကူးတန်းရောက်တော့ဘီကန်းကိုဆင်းလာတာသူတယောက်ပဲရှိကြောင်းသို့တော့ကူးတန်းဘီကဒုတိယစာတော်ရဲ့အဆင့်မှာရှိကြောင်းစောင့်တဲ့ပြေးဆီယာမားကအဖွင့်တွေအပိတ်တွေနဲ့ပြောသွားပါတယ်ဆီယာမားတကားဝဲရောက်ခဏီကြော်ကြော်ဝိုင်းကအထွန်းလန်းတက်လိုက်တယ်ဆီယာမားတခုပြောဖို့ကြံသေးတယ်ဘာလဲပြောကြော်ကြော်ဝိုင်းဟာစာမကျိုးသားလို့တော့လေသူ့ရဲ့အောင်လက်မမှာမိနီဒဇမ်မမတွေ့ရဘူးဆိုတာရဲ့ဒါကိုဒလန်းလုံးနမူနာယူပြီးဆီယာကျော်ကိုစီးတဲ့တင်ယူဖို့အတင်းနေဆိုတာရဲ့ပေါ့ ဒါကတော့မင်းကလေးတွေဘက်ကအတန်ထွက်လာတယ်။အောင်မှာဘာမှစီးကစရာမလိုဘူး။ပေးနာငဘောဆီယမ်မကတော့ပြုံးပြီးထွက်သွားတယ်။ဘူရန်ဘီဟာကြိုကြိုဝိုင်းတွေတော့ပြိုစရာတိုက်မြုံလေးပဲ။တခါလေကြိုကြိုဝိုင်းစဉ်းစားတယ်။သူရှစ်တန်းမှာဘာတွေဖြစ်လို့ဘာတွေညစ်ခဲ့လဲ။သူယူပေါက်ရွယ်အင်းကစီးပေါ်ကြမပြေမစုံဖြစ်လာတဲ့ဘဝမှာတငယ်ချင်းတွေကလည်းအပြိုင်ဆိုင်ဘယ်ပေါင်းစုံအပြိုင်ကျဲကြတယ်။ရှစ်တန်းရောက်မှအနောက်ပိုင်းကျောင်းဆက်တက်ပြီးခုနှစ်တန်းအောင်လာသူတွေကအတော်ဆုံးတွေကအတော်ဆုံးတွေကနေရာပေးတယ် ခုနှစ်တန်းလုံးကစုဖွဲ့ချစ်ခင်ကြတဲ့တငယ်ချင်းတွေတောင်ရှစ်တန်းကြီးမှာပုံစံတွေပြောင်းပြီးကြော်ကြော်ဝိုင်းကိုဆက်ဆက်နေသူတို့ကိုလူတွေထင်ကြီးလာဖို့ကြော်ကြော်ဝိုင်းကိုခြာနေပြတယ်ကြော်ကြော်ဝိုင်းကလည်းထောင်မကျိုးချင်ဘူးလူကြီးလူကျယ်စကားတွေတအားပြောတယ်ဟိယန်တွေကိုမုန်းနေဒေတူးပြောတာများတော့အချက်တဆုံးရွယ်တွေဖြစ်တဲ့အတန်းမော်တွေကမသတိတော့ဘူးဝင်ကြုံရင်ကြုံတယ်လို့ဝိုင်းအော်နှိတ်ကိုလေစောက်ပေါ်စောက်ယူစုံလို့ပဲဒါပေမဲ့ကိုရမ်ဘီနဲ့သဘောထားပုံကွာတယ်ကိုရမ်ဘီတငယ်ချင်းတွေကချစ်လို့နှိတ်ကိုတာ ရှစ်တန်းအေကအမြင့်ကက်လို့နှိမ့်ကုန်တာတန်းလုံးတော့မဆိုးလို့နိုင်ဘူးအတန်းထဲမှာအရေးပေးခံရတဲ့အကြောင်းသားအုပ်စုတစုနဲ့အကြောင်းသူအုပ်စုတစုပါဒီကြောင်းကနည်းနည်းထူကြတယ်ဒီကြောင်းကြီးမှာအစိုးရဖွဲ့ဝင်သသမီးတွေအရာရှိကြီးသသမီးတွေကုန်တယ်ကြွယ်ကြီးတွေရဲ့သသမီးတွေများတယ်ဒီတော့တန်ဆိုင်မှုဆိုတာမပြောဘဲသိရတော့တယ်ပညာရေးပြိုင်နာကတော့အကောင်းဘက်ကမြင်ရတယ်ကျန်တာတော့မကောင်းဘူးကြော်ကြော်ဝိုင်းကလူလူလက်လက်ပြပြွှင်ွှင်ပညာသင်ရင်နဲ့ ဒါပေမဲ့အဲ့ဒီရှစ်တန်းအေးဟာသူ့အတွက်ဝန်းကျက်လာတယ်။ဘယ်ပေါင်းဆုံးအနှိမ်ခံရသလိုခံစားရတယ်။ဆီယမကမျက်မျက်တက်တက်ရှိပေမဲ့အတန်းကိုဆုံးမထားတဲ့အုပ်စုကြီးနှစ်စုနဲ့ကျော်ကျော်ဝမ်းထိတဲ့တွေ့တဲ့အခါမျိုးမှာအများရကအားသာတယ်ဆိုရမလားပဲ။ကျောင်းကထိန်ဘွဲတုန်းကအဖြစ်လေးကသတိရကြရ။ကထိန်ကမနှက်ပြန်ဆမယ်ဆိုတော့ရှစ်တန်းအေးကဒီနေ့လိုပရိသတ်ပင်ပြင်ဆင်ရတယ်။တကောင်သာဘူရီနဲ့တကောင်သမီးဘူမာတွေဘူဝါကြီးတလုံးကိုအလဲမှာချပြီးရေဒနာဆူဆူလာဘာဆူလာစတူးဆိုင်နာမည်နဲ့ ငနေသားကဓမ္မကြီးတဆတ်ဆတ်နဲ့ဝလုံးခွဲဖို့ဆွေးနွေးနေကြတယ်။ဟိုလိုခွဲဒီလိုခွဲနဲ့စကားတွေပဲပေါ်နေကြတာ။သူများတန်းကဗီဒီယိုတွေတောင်အတောင်လက်ဆောင်နေပြီ။ကျော်ကျော်ဝိုင်းကလည်းညစ်ကြဲကြဲပြုံးနဲ့ခက်လန့်လန့်ကထိုင်ကြည့်နေတယ်။အဲ့ချိန်မှာပဲတမ်းမှန်ဆရာမရောက်လာပြီးမိကုန်းတွေထုတ်တော့တယ်။ဟဲ့အခုထိဘာမှမလုပ်ရသေးဘူးလား။ဇလူးတဲ့နာမည်မျိုးနဲ့ငနေသားနာမည်ကိုခေါ်ပြီးငင်းဘာမှခွဲတတ်ဘူးလား။ဟုတ်ကဲ့ဆရာမဟဲ့ဟဲ့ ပြီးတော့တွေ့ဘူးတယ်ကိုရိုင်းတော့ဘယ်ခွဲဘူးမလဲဆရာမရဲ့အလိုက်တိသွားခေါင်းကိုညှိလိုက်တယ်ဘယ်သူမှခွဲဘူးမှာမဟုတ်ဘူးဒီကလေးတွေဒီအလုပ်ဘယ်လုပ်တတ်မှာလဲဆရာမကဖြည့်စင်းသားပုံရသည်ခွင်းဆောင်နေတဲ့ကြောကြောဝိုင်းလေရောက်လာတဲ့သည်ပြီးခဲ့တဲ့ဘက်တုန်းကလည်းလှင်းဝင်ရိုးတန်တညဉ့်ပကံပြားပေါင်းဆိုတာကိုဘလို့နှိမ့်ကိုက်နန်းကိုက်နဲ့ယူထားကြောင်းမြန်မာဆရာမကရှင်းပြခိုင်းလို့လက်ရန်လုံးကိုရှင်းပြခဲ့ရသေးတယ် ျော်ဝိုင်းကငါးထက်နေကဗီဒီမာဘူးတိုင်းထူတတ်တယ်လို့အစ်စ်ထက်ပြောပြီးတကောင်သားသမီးတွေကိုနှိတ်ကိုခဲ့သေးတယ်။အခုလဲလာပြန်ပြီ။ကျော်ဝိုင်းစိတ်ထဲမှာကလိကလိဖြစ်လာတယ်။သူတွေကိုလမ်းကြည့်တော့မျက်နှာငယ်လေးတွေနဲ့တွေ့ရတယ်။ငါကိုဝိုင်းဝေါ်တဲ့အခါကျရင်မျက်နှာတွေကဖြဲပြီးဥညူးနေလိုက်ကြတာ။ကျော်ဝိုင်းစိတ်ထဲမှာရှုံချနေမိတယ်။ဆရာမရဲ့စကားစံကိုကြားရတာဒါဆိုရင်ဘလုံးခွဲတဲ့လက်ကြောင်းသားတယောက်ကိုလိုက်ရှာကြလေ။ဒီတိုင်းနေလို့ကတော့အချိန်ကုန်သွားမယ်ဘာမှပြီးမှမဟုတ်ဘူးအခုတော့အချိန်တော်တော်လေးနေပြီအမလီမောင် စတူးတိုင်းနာမည်ရေမင်းကိုအဟုတ်မှတ်လို့ကဲတွားရှာကြတကောင်းသားတွေပြုပြကုန်သည်ဘသူကိုတွားရှာရမလဲမသိခေါ်ရင်ရောလိုက်ပါမလားမသိကြသူတို့မျိုးလုံးတွေဝဲကစားရင်လူရှာတဲ့အလုပ်တော့လုပ်နေတယ်။ကြိုကြိုဝိုင်းကိုတော့တွေ့သွားပြီ။ဒါပေမဲ့တကောင်သားတွေမျက်နှာကအထက်ကိုပင့်ချီထားပြီးအောက်တန်းသားကောင်ပါကွာဆိုတဲ့သဘောနဲ့ကြိုကြိုဝိုင်းကိုမခေါ်ကြဘူး။ကြိုကြိုဝိုင်းကလည်းခန့်ညံ့ညံ့ကောင်တွေအာလူးစိန်တွေကိုခြေပြုံးပြုံးကြည့်ရင်ကြောင်းတိုင်းကိုမီးလို့ခြေချိတ်တိုင်နေတယ်။ ဒီမှာရင်မင်းကလေးတယောက်ရဲ့အကြံပေးတန်ကြတယ်ညမှုတယောက်ရဲ့သမီးပါမင်းနာကတော့ချစ်စရာအိုက်တင်များပြီးတင်းမပုံမှန်တာကရည်ကျင်စရာဒီချက်ကျောင်းဆောင်ကြီးဦးကျော်ဆောင်ကိုခေါ်ပြီးခွဲခန့်ရမလားရှင်ဆရာမကကောင်းခါတယ်ဒါကျောင်းသားလို့ကွစစ်တမ်းအေးဆိုတာနမဲတလုံးနဲ့နေတာလူရေကြုံမဖြစ်ခဲ့ကြရင်တော့ဖြေဘူးတဲ့လူတွေများတယ်ဒါတော့မှဝါခွက်တက်တဲ့လူတယောက်မှမပါဘူးဆိုရင်ဘယ်လိုလုပ်ကြမလဲဟင်းပြောပါဦးယောက်ျားလေးတွေဆရာမလေးတမ်းမှစူးစူးပူပူသဘောလေးတွေထွက်လာတာမို့ အားလုံးမှာဒေါကရရကုန်လေသူများတွေပြီးလို့မှရှစ်တန်းအေကမပြီးရင်ဆိုတဲ့အတန်စီကလေးတွေရှိနေတော့ပို့လို့စိုးရင်လာကြတယ်တမင်လို့ဆိုတဲ့ချောင်းတန်လာရစီတို့၎င်းသားတမီးတွေရဲ့မျိုးလုံးတွေအုပ်လိုက်ပြူစင်းလာတော့တယ်ဆရာမကလည်းလက်ကြည့်လိုက်တယ်ဒီကောင်လစ်ပြီမဲ့မှတ်တာဘယ်ကပေါ်လာတယ်လဲလို့တွေးရင်ဟဲ့ကောင်ចောင်းပြေးဘာလာလို့တယ်လဲဒီချဲဘာတွေခက်နေလို့လဲကြော်ကြော်ဝိုင်းကပြုံးပြုံးကလေးဆိုလိုက်တယ်၎င်းသားတမီးတွေရဲ့မျက်နှာကတိတ်မကောင်းလာဘူးတကယ်တော့ရှစ်တန်းအေတမ်းမှန်ဆရာမဟာ ကျော်ကျော်ဝိုင်းရဲ့အတော်တငယ်ချင်းဖြစ်တဲ့အပြင်ကျော်ကျော်ဝိုင်းရဲ့ညစ်ကက်ကက်ပေကင်းကန်းပုံစံတွေကြောင့်ပိုပြီးဂရုစိုက်တတ်တယ်။တငယ်ချင်းပုံစံမျိုးနဲ့ဆက်ဆံတယ်လို့ဆရာဆိုတဲ့ကဘာဝအပြည့်နဲ့လဲစုံမတတ်တယ်။ငါဒီလိုဝလုံးကိုခွဲကျင်နေခောက်ကဘယ်နှစိတ်လူကျင်လဲဆရာမ DJ ဆရာမကပရိယာပင်ကိုဝါခွင့်ထည့်ကျင်လို့ထင်နေဒီလိုမှတ်လားဆရာမမူလပရိယာပင်မှဒီလိုဝါခွင့်နေဟုတ်တယ်နော်။ DJ ဆရာမကပြုံးပြီးပြောတယ်နီလီမကျင်နဲ့ဖြစ်အောင်လုပ်ပေးငါချင်းမိလို့ကျင်နေ။ ရမယ်ဒီချက်ဒါပေမဲ့ဒီပရိသဘင်တွေကိုကျွန်တော်အစားဆုံးကြည့်ကြရလိမ့်မယ်ကျန်တဲ့လူတွေကျွန်တော်ကိုကူညီပေးဖို့ဆရာမပြောပေးပါဆရာမကပို့သဘောကြသွားတယ်နေ့လယ်စနေထိုးရင်အပီးဖြစ်မလားဖြစ်တယ်ဒီချက် all right ကျန်တဲ့လူတွေကြောကြောဝိုင်းကိုကူညီကြဟုတ်ပြီလားဒကောင်သားဖွဲ့တွေကတော့အောင့်တတနဲ့ဖြစ်သွားခြင်းဒကောင်သမီးတွေကတော့ကြောကြောဝိုင်းဘက်ညွန်လာသည်ကျွေးရမှုတွေရော်သောပုံနဲ့တွက်လက်လာကြတယ်။ကျွေးကျွေးဝိုင်းဝါခွေတာကိုတန့်တော့ကြည့်နေကြတယ်။ဘလုံးကိုတုံးခုခြေခြေတော့တစ်ဖက်နဲ့နင်း ဝါထွေကိုဓမ္မတဲပြီးလက်ကန်ဒေသလုံးလုံးနဲ့ရိုက်ချလိုက်တယ်။ဒီလိုနဲ့ကြောကြောဝိုင်းတသမြမှတ်သမြဖြစ်ညစ်ပြီးလှုပ်ထွက်လိုက်တာလူကျင်တဲ့ဝက်ချမ်းလေးတွေထွက်လာတယ်။ဘရီဒါဘင်ကိုခွေးနေတဲ့တဲ့တကောင်သားတွေတဲကကြောကြောဝိုင်းကိုလေးသားလာတဲ့နှစ်ကောင်လောက်ကတော့ဝိုင်းကိုပေးတယ်။ကဲမင်းကလေးတွေလက်ရောက်ပြီးဘရီဒါဘင်ကိုကြိုက်တယ်လို့အလားစင်ကြပြီးတော့တကောင်သမီးအဖွဲ့ပျော်သွားတယ်။ကြောကြောဝိုင်းလည်းစေကြောသက်ပြည်သူတွေဖြစ်ရတယ်။ကောင်မလေးတွေချောသလောက်မန္တာပေါင်းစုံခနိုင်ကြတယ်လို့လည်းစိတ်ကူးရင်မိတည်တယ်။ ကျော်ကျော်ဝိုင်းကသူကိစ္စတွေပြီးသွားပြီမဲ့တာဝန်ရှိကြောင်းကိုအတန်ထုတ်ပြလိုက်တယ်။နင်တို့ကိုဆီယမကနေ့လယ်စနစ်အပြီးလုပ်ပေးလို့ပြောထားတယ်နော်။ပြီးရင်ကျန်တဲ့ယောက်ျားလေးတွေကိုဆီယမစီထမ်းဖို့ခိုင်းလိုက်ပြီးတော့ငါဆီယမကိုအချင်းတွေတွားပြောပြီးပြန်တော့မယ်။မင်းသားတွေရှုံ့သွားသွား၏။ကျော်ကျော်ဝိုင်းကတော့အပြိုရီနဲ့ပြန်သွားပြီးထထောင်ကကျင်တယ်လို့ပဲ။ဆီယမကိုဝင်ပြီးပြောလိုက်သည်သည်။ဆီယမတီချာတော်ကြည့်လိုက်ပါဦးကျွန်တော်လက်ရလေးခုမင်းကလေးတွေပြေးတာပင်စပြီးစင်နေပြီအမေနင်းကပဲသွားမလို့လေပြန်တော့မယ်ဒီချေ စနစ်နိုင်ထုံးမပြန်နင်းကိုငါမယုံဘူးမင်းလျှောက်သွားမလို့မလားနင်းကိုတိုင်းပရိသတ်ပင်ကိုလာအဲဆီယမကပြောပြောဆိုဆိုနဲ့ကြောကြောဝိုင်းအင်းကြီးစာကိုလှမ်းဆွဲပြီးမဲ့ကြောကြောဝိုင်းကတော့ထွက်ပြေးလို့မြောက်သွားပါတယ်ဆီယမကကြောကြောဝိုင်းကိုချစ်ပုံရတယ်သူ့တန်းထဲမှာမပြောတာကိုလည်းသိနေတယ်ပထမတော့ចောင်းပေါ်လုံးပွဲကိုသွားပြီးအားပေးရမယ်လို့အကြောင်းပြတယ်နောက်တော့ជីပါလေသားနဲ့ထီးမဆောင်မဲ့ចောင်းကိုလာတယ်မူရီရွှေအောင်လုပ်တယ်ပြန်ခွင့်ပေးလိုက်ပြီးမဲ့အင်းကိုမရောက်တာသိကြတယ်သူ့အင်းကိုတိုင်းသားတွေမှုပြီးမဲ့စာရီကသူ့မိဘလက်ထဲကိုရောက်ပုံမရဘူး ဒီကောင်မှတခုထူးကြတာရှိတယ်။ဆရာတင်တင်များတွေအကုန်အလွတ်ရနေတာပဲ။မှတ်ဉဏ်ကောင်းတယ်။ဒါပေမဲ့မကြိုးစားရင်ဒီထက်ပိုဆိုးသွမ်းသွားရင်ဆိုတဲ့အတွေးတွေဆရာမမှရှိနေပါတယ်။ကြိုကြိုဝိုင်းဟာလူပြပေါ်သေးဝင်တာနဲ့ပြဿနာတွေနေရာတိုင်းမှာထပ်နေတော့တယ်။ဒီတိုင်းလိုလိုပြဿနာတွေကသူ့ကိုရှာဒါမှမဟုတ်ရင်သူကပြဿနာကိုရှာတယ်။ဒီကြားထဲမိသားစုပိုင်းစည်းကမ်းလေးမှာအဖူးတံပစ္စည်းတွေညဆောင်အိပ်ဖို့ဖခင်ကတောင်းဝင်ပေးခဲ့တယ်။စီကံကချားချာဝင်တွေကိုငှားပေးထားတာပါအိမ်မကြီးနဲ့တက်တက်ခွဲပြီးစောက်ထားတဲ့အဲ့ဒီစီကံလေးမှာ ကြိုကြိုဝိုင်းပွဲတော်ကြီးတွေ့နေတယ်။ညာဘက်လူချေတိတာနဲ့စီကန်လေးတွေကခုံထွက်တယ်။ရန်ကုန်မြို့ထဲကနေစင်ကြီးဘုံကျွကျွရဲကွက်တွေအထိပွဲကြီးတဲ့နေရာမှန်သမျှရှောက်သွားတယ်။ဖျားပွဲတွေ၊သတင်းကြိုပွဲတွေ၊စတေရှုပွဲတွေအကုန်လိုက်ကြည့်တယ်။ကြိုကြိုဝိုင်းနဲ့ကြောင်းမတူတဲ့ဘော်ဒါဘော်ကျွ၃ယောက်လောက်ဟာညာမင်းသားလေးတွေဖြစ်ခဲ့တယ်။ဒါပေမဲ့သူတို့ဟာရှောက်လေစားတော့တာကလွဲလို့အရက်သေးသားမူးရစေစတဲ့မကောင်းမှုတွေကိုစိတ်တောင်မကူးဘူးကြဘူး။အဲလောင်းကစားတော့လုပ်လိုက်ကြတယ်။ ကလေးကစားနေရဆိုပေမဲ့နောက်ပိုင်းမှာကြောကြောဝိုင်းရှုပ်ပဲကစားတက်လာတယ်။ပညာတွေရလာတယ်။အဲ့ဒီကစားနေကိုလည်းသဘောကျတယ်။ဒီတာနုပညာကိုတော်တော်ဝါသနာထုတ်နေ။မိခင်ဖြစ်သူကရေဒီယိုတပြရဆိုတော့မိခင်နဲ့မြမဆန်းကိုနှစ်ခေါက်ရောက်ခုတယ်။ကြောကြောဝိုင်းဂီတအရန်လိုချင်ခဲ့တယ်မိခင်ကရှစ်တန်းဟာအစူရစီဖြစ်လို့ဆိုပြီးအကြောင်းပြတယ်တကယ်တော့ဂီတဝယ်ပေးဖို့အပူငွေဝင်ငွေရှိဖို့မရဘူးတခါသာကြောကြောဝိုင်းကန်ကောင်းခဲ့တယ်မော်နမဝန်ငွေတွေနဲ့အတော်အိမ်မှာ တာယီဝင်းဂျိုရှိုးပဲကစားကြတယ်ဒီဝင်းတွေအားလုံးကြော်ရော်ဝိုင်းလက်တွေရောက်လာတယ်ဒီဝင်းကတော့ငါးပြဘူးဆယ်ခွင်းနဲ့ကြေးတမတ်ပြီးအကျွေတွေထုတ်ကစားလာတယ်အဲ့ဒီအချိန်မှာပဲဥလေးဖြစ်သူနဲ့သူတငယ်ချင်းလေးယောက်ဟာခွတ်ထွေထွေလေးဝိုင်းပြီးမှအားချောင်းလေးကြတယ်ဘာလို့ညာလို့ပေါ့ကြော်ရော်ဝိုင်းရွက်တွေကကောင်းနေတာကြောင့်သူတို့ကိုယ်တိုင်ဝင်းပြီးငွေသားတွေနဲ့ဝင်ကစားကြတယ်ကြော်ရော်ဝိုင်းလက်ထဲမှာငွေသားတွေဝက်ဒီဝင်းတွေကချိန်ကောင်းကောင်းနဲ့ရိုက်လိုက်တာညစင်တိုင်းထိုးတော့အတော်ပြစ်သူကထလာပြီးတပြန်တော့ မင်းမေတီရင်ငါပါအချူခံရလိမ့်မယ်လို့ပြောလိုက်မှပွက်ရက်သွားတယ်။ဒီရေကွင်းနဲ့အကြွေတွေကိုမော်နမဝန်းကွေတွေကိုပြန်ပေးလိုက်ပြီးလူကြီးတွေစီကနောက်လိုက်တဲ့ငွေဆက်ကူတွေကိုယူလာခဲ့တယ်။အိမ်ရောက်တော့ရေကြည့်တယ်။အပါ65ကျပ်တောင်မှပဲ။ဂီတာအဟောင်းတစ်လုံးတော့ရပြီ။ဂျိုဂျိုဝိုင်းရဲ့အပြောဆုံးကာလတွေပါ။ဂီတာတစ်လုံးကို80ကျပ်နဲ့ဝယ်တယ်။အမေကမေးတော့တငယ်ချင်းကအလကားပေးလိုက်တာလို့ပြောတယ်။ဝယ်တယ်ဆိုရင်ဘယ်ကပတ်စံရလဲဘာလဲမေးလာအောင်မယ်။ ဂီတာဟာကြော်ကြော်ဝိုင်းရဲ့ထွက်ပေါက်တစ်ခုခုဒီကြောင်ပြောရရင်တစ်ခုတည်းသောထွက်ပေါက်အဖေကတော့ဂရီဂရီပေးတယ်မင်ဂီတာတီးရင်လမ်းမေးထွက်မတွေ့နဲ့စီကြောက်တွေမယူနဲ့ဂီတာဆိုတာဖြောပြေးကြတဲ့အခုဖြစ်တယ်မင်းလမ်းလွတ်လိုက်တော့မှဆိုတယ်ဂီတာတီးရကိုတော့အဖေမတောက်ဘူးသဘောလဲကြပါလေနောက်တစ်ခုကမင်းပညာရေးအခြေအနေမကောင်းဘူးဖေဖေလည်းရုံးကနေရတော့အရင်လိုကြီးမဆိုင်နိုင်ဘူးကိုဘသာပဲကြီးဆိုင်ကွာကျကျဝိုင်းစိတ်ကြပါလို့ဂရီပြုတ်ခဲ့ကျကျဝိုင်းဂရီတည်ပါတယ်သူလိုပဲလမ်းထဲမှာဂီတာတီးတဲ့အုပ်စုတွေရှိတယ် ခြေချောက်လေးယူပြီးစိုင်းနေတဲ့တခြင်းကိုဖီးနဲ့ယူနေကြတယ်။ကျော်ကျော်ဝိုင်းကအဲ့ဒီပုံစံမျိုးတွေသဘောမကျဘူးလှလမှုမရှိသလိုပဲတခုခုမူးမှာအမှုပညာကျောင်းဝင်နေဆိုတာဟာအမှားပဲလို့လက်ခံထားတယ်။ကျော်ကျော်ဝိုင်းကတခုတော့ဟေ့ကျွေးဖြစ်တယ်။လှလလလက်တဲ့ road တွေကိုကြိုက်တယ်။ပောက်ကွဲဖြစ်တယ်။ဘလောက်ကောင်းတဲ့ထော်ပေါက်လဲ။ဂီတာတီးတဲ့ပုံကလည်းစနစ်မကျလာဘူး။သူ့အနဲ့သူတော့ဟုတ်နေတယ်။ဒီနေ့မှာအမေကအင်းစိန်ရွာမှာရှိတဲ့အဖွားလေးတယောက်အင်ကိုသွားလဲတော့ကျော်ကျော်ဝိုင်းကိုခေါ်သွားတယ်။ အင်ဝင်းနဲ့ရောက်တော့နှစ်လဲဆက်တနာကြီးလူငယ်တွေတအုပ်ကြီးနဲ့ထွက်သွားတာနဲ့တိုးနေတော့ထူးဆန်းတယ်လို့ဖြစ်နေတယ်။ဒေချာကြည့်လိုက်တော့မှအင်းရောက်ထက်မှာဂီတာတွေဆရွတ်ဆရွတ်နဲ့အများကြီးတွေ့ရတယ်။ကြကြဝိုင်းရောစီရောစီဖြစ်နေတာကိုအမေသိတယ်။ဒါပေမဲ့အဖွားလေးကိုအရင်တွေ့ရအောင်ဆိုပြီးအဖေါ်ရက်ကိုသွားတယ်။အားလုံးတွေ့ဆုံနှုတ်ဆက်ပြီးမှဇက်ရည်လဲသွားတယ်။ဦးလေးတော်သူကုကြောဆူးကဂီတာတင်နှန်းစရာဖြစ်နေတယ်။သူကပဲဦးဆောင်ပြီးအောက်ထက်ကိုခေါ်သွားတယ်။ကြကြဝိုင်းရဲ့တောင်ခေါက်မြောက်ခေါက်တွေကိုစိတ်ရှိရေးစစ်ဆေးပြီးစနစ်ကြအောင်ပြင်ပေးတယ်။ သိတဲ့ချင်းနေတဲ့ကြောကြောဝိုင်းကလည်းနေရောညပါဂီတာပဲလုပ်နေတော့အင်္ဂါဆွေးရင်လာတယ်တတိပေးလာတဲ့ကြောကြောဝိုင်းအတွက်တော့ပညာရေးထူးချွန်ဖို့တိမ်မကြိုးစားတော့ပဲဟိုဘဘအလဲလက်တန်းလေးကိုသဘောတွေ့နေတယ်အင်္ဂူတော့ကျူးသားပါမယ်လို့ပြောခဲ့တယ်တဏီကုံစိတ်ချင်းပေါက်သည်မြဂီတာထဲမှာဖြောချပစ်လိုက်တယ်တွားတွားတော့ရှင်းရှင်းပဲမင်းတို့ကိုပြောမယ်တွားတော့ဒီတချင်းကတော့ဘကူဖျားဘူးကိုမလိုက်ရလို့ပောက်ခွဲခဲ့တာချစ်တန်းအီတလန်းလုံးတွားရတယ်ကြောကြောဝိုင်းတယောက်တည်းရှိဆောင်လူငယ်မဝင်ထားလို့မလိုက်ရဘူး ူဟာလူပဲကဲလူဟာလူပဲပြောတယ်မှာကွာဘာလို့လဲစင်ရဲသားလေးလည်းလူပါပဲလူဟာလူပဲကဲလူဟာလူပဲနှလုံးသားတွေးကြောနဲ့ရှင်တန်စေဒီတခြင်းကတော့စင်ရဲတဲ့ဘဝကိုမကျင်တတ်တာနေတဲ့လူတွေကိုပောက်ကွဲတာနောက်ထပ်ဘဝခံစားမှုတခြင်းတွေလည်းအများကြီးဆိုဆိုပြီးရှင်ပေါ်သွားတယ်လို့ခံစားရတယ်တကယ်တော့ကြောကြောဝိုင်းဟာအတူတရွယ်နဲ့မဆိုင်တဲ့ဒုက္ခတွေကိုလက်ခံခဲ့သူဖြစ်တယ်အင်းစည်းပွားရေးအမေဘက်ကဆွေမျိုးများရဲ့ဒုက္ခအပူပင်များရဲ့ မိမိအိမ်ရဲ့မပြေစုံမှုတွေဖြစ်လာတာကြောင့်ကျောင်းမှာရှင်ဆိုင်ရတဲ့လူမှုရေးစာရာတွေအပေါ်တမျိုးတစ်ခုကြီးဝင်စင်းသားရင်တောကတွေဖန်တီးခဲ့တယ်။နောက်ဆုံးရလက်ကတော့စိတ်လီလာပြီးအဖက်ဖက်မှာယော့ရဲလာတာပဲ။ထွက်ပေါက်ရှာလာတယ်။ထူးခြားတာကတော့အခြေခံစင်ညုံတရားမပြောင်းသွားဘူးဆိုတာပါပဲ။ပညာများကြီးမတော်တော့ပေမဲ့၁၀တန်းအောင်ရေး၊၂၀တန်းအောင်ရေး၊၃၀တန်းအောင်ရေးဆိုတာကတော့တန်လေးတန်းခိုင်မာနေခဲ့တယ်။ကိုရန်တလဲနှစ်မှာတော့ကြောကြောဝိုင်းရဲ့ပုံစံဟာလုံးဝကွေကျိုးသွားတယ်။ ဒီကန်းကလွတ်မြောက်သွားတဲ့အတွက်အယံပြော်သွားခဲ့သလိုအော်ငါပညာကြီးတစင်းကြသွားပါလို့လွယ်တွေ့ခဲ့မိသေးတယ်။အိမ်ကလည်းကြိုကြဝိုင်းရဲ့စိတ်လေးနေတဲ့သဘောကိုတီးသွားပြီးစီးကမ်းမှာမအေးရတော့ပဲအိမ်မကြီးတွေပြန်ခေါ်တယ်။အဖေနဲ့မိကသသမီးတွေကိုစူဝေးပြီးစွန်းနေပွဲတစ်ခုလုပ်တယ်။ဒါတို့သမီးတို့စိတ်တက်မကြဘူးအဖေလည်းဆွမ်းကုန်ကျူလာနေတယ်ဆိုတဲ့အကြောင်းငယ်ချင်းကလေးကစီးနေကန်းနဲ့နေခဲ့ကြပြီးအခုလိုရော်ရဲလာတာဟာဖေဖေတို့မှပဲတောင်းဝင်ရှိကြအောင်ဒါတို့မကြည်လည်တာကိုအကုန်ပြောနိုင်အောင်ဆက်သဖြင့်အဖေကပြောတယ်။ဒီမှာရင် ကျော်ကျော်ဝိုင်းတို့မောင်နှမတို့ရောအကိုကြီးကျော်ကျော်ဝိုင်းညီမလေးကတူးချင်းစီရဲ့ခန်းစားချက်တွေကိုဖွင့်ရကြတယ်။အဲဒီဆွနီဘွယ်ကစားပြီးကျွန်တော်တို့မိသားစု၅ယောက်ဟာပိုးလို့စီလုံးချစ်ခင်လာကြတော့တယ်။အဖေဟာစီယုံကြီးဓမ္မကောင်တယောက်အမေကစီမံခန့်ခွဲရေးဓမ္မကောင်တယောက်မောင်နှမတို့ယောက်ကလည်းအထူးသဖြင့်ကျော်ကျော်ဝိုင်းကိုနီကိုဟန်နဲ့ကုလောင်ဝင်းကိုကြည့်ဖို့အားသစ်တွေရလာတယ်။ဖခင်တို့သူကကျော်ကျော်ဝိုင်းတို့ညီကိုနှစ်ယောက်ကိုစာအုပ်တွေဖတ်ခိုင်းတယ်။တရင်းသားနဲ့ရေဒီယိုကတော့ငွေတွေကအကျင့်လုပ်ပေးထားတယ်။ ကမ္ဘာနိုင်ငံကောင်းဆောင်များရဲ့အထုပ်ပတိတွေနိုင်ငံတကာရေးရာတွေအဓိကပါဝင်ပါတယ်။ကျွန်ကျော်ဝိုင်းပြောတယ်၊ကျောင်းမလည်းပြောတယ်၊အိမ်မလည်းပြောတယ်၊လူယူဖို့အရွယ်မှာသူနဲ့ထိုက်တဲ့လူရသွင်းမှုကအရေးကြီးတယ်။ကျွန်ကျော်ဝိုင်း